အာလုပ်ငန်းတွေမှာကျွန်တော်လာလာမေးတယ်ဒီပစ္စည်းကအရင်တော့အရန်ရောက်ရတယ်အခုမရောက်ရတော့အဲ့ဘယ်လိုလုပ်ရမလဲဆရာဆက်ခင်ဗျာဒီဟာကိုဘာလို့ customer မဝယ်တော့လဲအရင်တော့ခင်ဗျားတို့အရန်ဝယ်တယ်သွားမေးပြီးပြီလားအဲ့တော့မမေးရသေးဘူးမမေးရသေးသွားမေးလိုက်ပါ customer ရဲ့ပြောပြတယ် အာခင်ဗျားတို့အရင်တော့က quality ကဒီလိုအခုကဒီလိုလုပ်လိုက်တော့ကျွန်တော်တော့မကြိုက်တော့ဘူး။အာခင်ဗျားတို့ packaging ပြောင်းလိုက်တာအဆင်မပြေဘူး။အာခင်ဗျားတို့အနိုင်ကြီးကဘလို့ဖြစ်သွားလဲမသိဘူး။ခင်ဗျားဒီဈေးနဲ့ရောင်းတာကျွန်တော်တို့မဝယ်ချင်တော့ဘူး။စတဲ့ဖြစ်ပြောလိမ့်။ပြောရဆိုကိုပြင်ပေးနိုင်လား။ပြင်လို့ရအောင်ဘလို့လုပ်မလဲ။ business တစ်ခုလုံးပြန်ကြည့်ပြီးတော့ကျွန်တော်တို့ align လုပ်ရအောင်။အဲ့ဒီချိန်ဆက်ပြုတ်သွားတာ customer မဝယ်တော့ဘူးပဲ။ဟုတ်လား။ဆိုတော့လုပ်ငန်းမှာဘာခက်ခဲကြုံကြုံဘာလို့အောင်မသိဘူး။ဘာလို့အောင် customer သွားမေးရမယ်။အာဒီလိုဆိုအဆင်ပြေလားဟိုလိုဆိုအဆင်ပြေလား။တဖြည်းဖြည်း adjust လုပ်အောင်။ လုပ်ငန်းကြီးလာတာနဲ့အမျှဟလာဒီလုပ်ငန်းမှာ customer ကိုစောင့်ကြည့်မဲ့လူ customer အကြိုက်ကိုစဉ်းစားပြီးပြင်ဆင်မဲ့လူတွေမရှိတော့ဘူးဆိုရင်ကျွန်တော်ပါထားတယ် marketing manager တွေ marketing executive တွေထားရတယ် marketing manager marketing executive ရဲ့အလုပ်ဒီဒီဈေးကွက်ထဲမှာရှိတဲ့ customer အဖွဲ့တွေရှိတယ်အဲ့ဒီ customer တွေနဲ့ဒီလုပ်ငန်းနဲ့ကြားမှာအဆက်ဆက်ကောင်းနေဖြစ်ပြီးတော့မှ customer တွေလည်းကျေနပ်လုပ်ငန်းတွေလည်းအောင်မြင်ဒီလိုဖြစ်အောင်တော့အဲ့စဉ်းစားကြည့်ပါယောက်ျားကြီးတယောက်သွားပြီးတော့အချိန်ထမိန်9သိန်းတန်သွားပေးတယ်ဆိုရင် အာ तू ကသူ့စော်ကားတာလားဒီလိုထင်ထင်မယ်ဒါမှမဟုတ်ပဲနဲ့ तू ကြိုက်တဲ့အရာ तू ကြိုက်တဲ့အစင်ပစို9000တန်လေးသွားပေးဒါတော့ तू ဂျင်းနဲ့မှာပဲနော်ဆိုတော့ကာစမာရဲ့ဂျင်းနဲ့ချက်ကဘယ်ရလာလဲဆိုတော့ तू လိုချင်တာရကြံမယ်လိုချင်တာဒီခမားလိုချင်တာမဟုတ်ဘူးအဲ့တော့ကိုယ်စိတ်နဲ့ပဲတစ်ချိန်လုံးနှိုင်းပြီးတော့အငါကတော့ဒီလိုလုပ်လိုက်မယ်ဒီလိုလုပ်လိုက်မယ်ငါအကြိုက်ဆုံးကဒါပဲအဲ့လိုစဉ်းစားလို့မရဘူး marketing သမားအစ်စ်ဆိုရင် customer ကိုကြည့်ပြီးအလုပ်လုပ်တာဖြစ်တဲ့အတွက်ကိုယ်နဲ့မတူတဲ့ social class ကလူကိုယ်နဲ့မတူတဲ့ဘာသာကလူလူမျိုးကလူနိုင်ငံကလူ အကုန်လုံးရောင်းတတ်ဘာလို့လဲအဓိက customer လိုအပ်ချက်ကိုသွားကြည့်တတ်တဲ့နေသိတယ်အဲ့ဒါကိုလုပ်ငန်းနဲ့ပြန်ပြီးချိတ်ဆက်ပေးနိုင်တယ်ဆိုရင်ဒါက marketing နဲ့မှာအကောင်ဖြစ်မှာပဲ